ားလုံးမင်္ဂလာပါရှင်ဒီနေ့ညစာလေးကတော့အထမင်းစားချင်တာနဲ့လေပေတာစံလေးကိုကိုရီးယားစတိုင်လေးကြော်ပြီးတော့ရှေဘဝဲကင်တီဟင်းလေးနဲ့ညဖွဲရလေးစားပါမယ်ရှင်မီးပြက်နေတဲ့ကာလာလေးမှာဒီလိုမျိုးလေးတွေစားရတာရမ်းတော့ဘာလို့လဲဆိုတော့ခိုင်းတယ်ကန်ချက်ကတော့ဒါလေး ိုသက်စင်မခံဘူးမြေဆွေးတွေ့ရပါတော့เนาะမြေဆွေးဆိုတာကလည်းခြံထဲမှာကအလိုမျိုးဖြစ်ပြီးအကြာကြီးခြံနောက်တစ်နေရာမှာမြက်တွေပုံထားလိုက်တယ်အဲ့ဒါတွေကတဖြည်းနဲ့မြေဆွေးဖြစ်လာအဲ့ဒါအမြဲတမ်းအပင်နဲ့တန်ကျွေးရကဲခုကတော့အချိန်ကတော့၃နာရီထိုးပြီးမြင့်မေစာပြင်ဆင်ရတော့မယ်ဒါတူကလည်းပူသမင်းရလည်းမစားခြင်းဆိုတော့ကဒီလိုသမင်းချက်မစားဘူးဒါမှဘန်ဘူးရဲ့ပဲကြဆန်းရှိတာဆိုတော့ ဲကြဆန်းလေးကိုကိုရဲစတိုင်လေးကြော်မယ်။ဒါတူကအရင်ပူလာပြီဆိုတော့လေအစားတော့ဆိုရင်ထမင်းပဲစားနေရလို့ရှိရင်လည်းစားခြင်း green တွေကပြက်လာရော။ထမင်းဆိုလည်းရေတောက်လေးတွေချင်းဟင်းလေးအချင်းစက်လေးတွေအလိုမှာပဲစားခြင်းပဲ။ကို channel မှာအလိုအရွက်ကလေးစိုက်ထားတော့လေ။လက်ဆက်ဆက်ခူးချရတယ်ပြင်မဝဲရတာပေါ့နော်။ကိတမဲစာတက်တာတာပေါ့ညစာတက်တင်တော့မယ်၃နိုင်ထုံးနေဆိုတော့ဒီနေ့တော့မစတက်ပြီးရများတယ်အဲတက်က အញ្ញံရုပ်တည်တဲ့အရှိရာတန်ငယ်ချာလက်ဆောင်ပေးတာသူကတော့အဆက်မစားနိုင်တဲ့သူဆိုတော့အရင်ဆက်တယ်တဲ့လက်ကခန်းချင်းတွေပြစ်ချက်တွေထွက်ချတာအဲ့လောက်ဒီလည်းမဆက်နိုင်ဘူးနင်တို့အဆက်စားရတူခလေးတို့ရေညာစာစိုးစိုးစားနေဆိုလို့ရှိရင်ငမရင်ကူမရပါမယ်အဲ့တော့ကျောမှာဆိုတော့ရေရဲကို5မိနစ်ရှိနေတာကိုစိန်ထားလိုက် ဒီဘန်ဘူးပဲကြဆန်လေးပဲဒီစိန်ကို50ရာခိုင်နှုန်းပါဝင်ပြီးတော့ထုတ်ထားပါတော့เนาะကျော်လိုက်ပြီဆိုလို့ရှင်လဲဒါများအရင်ကဆိုလို့ရှင်လဲပဲဟင်းကြိုလေးတွေအရွယ်ဟင်းချက်တွေဆိုလို့ရှင်လဲထည့်နေလေသုံးနေကြသူကဟိုသူ့ရဲ့ဒီပဲကြဆန်ဆိုလို့ရှင်လဲជីជីလေးဖြစ်တဲ့အပြင်မှာစားရင်လဲထုတ်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 ပြီးစားကောင်းပါเนาะရှိပြီရှင်သူရဲ့ပဲကြဆန်ဆိုဘန်ဘူးအဲ့တော့မိသားစုများရဲ့သူဆိုလို့ရှင်ကျော်ရတာဆိုလို့ရှင်ဒီလိုအထုတ်ကြီးရပေါ်ပြီးအဆင်ပြေနော် ီလိုထုတ်လေးတွေကကြတော့ဥမာတယောက်ထဲသမားတွေဖြစ်ဖြစ်ခင်းကျုပ်ချက်ပြီးဆိုလို့ရှိရင်ဒီလိုဟာလေးရအဆင်ပြေတယ်။နိုင်လို့လေပဲနဲ့ဆိုလို့ရှိရင်ပိတ်တာတာဆက်ဆက်ပြီးတော့ခင်းကျုပ်ချက်တာလေဟိုကလေးပဲစမ်းလေးထောင်းဒါမှမဟုတ်ပဲတူတူလေးလေပဲနီလေးတွေတဲဝါလေးတွေနဲ့အဲ့လိုပဲခင်းချက်ကြတယ်လို့တန်းတလုံးရဲ့တူစက်တခင်းရဲ့တူနဲ့ဆိုလို့ရှိရင်လည်းကြပြီ။ပိတ်တာလေးဆက်ချက်ကြတယ်။ပြီးရင်ပဲယူပဲယူနဲ့အဲ့ပိတ်တာစံချက်ပြီးပစုံဆောင်လေးထောက်လိုက်ရင်းစားကောင်းကင်မရာတို့တောင်း 5မိနစ်10မိနစ်စိန်ထားလိုက်။ကျွန်တော်ကလေပဲချာဆန်ကိုရီးယားစတိုင်ကြောင့်မှာဆိုတော့အမှုတွေပြီးသွားရင်မုံလောင်းနီလေးတွေစက်သွန်လေးတွေပြီးအရွက်နေနေရကြတော့မြန်တို့ကခင်းနှုတ်နယ်ရည်လေးကိုသုံးပြီးတော့ကြော်ပေးတာပေါ့နော်။ပဲချာဆန်ကြော်ဖို့အတွက်ကကြတော့မြန်တို့ပဲငှက်မြရဲ့အကြီးလေးသုံးပေးထားတယ်။အနံလေးမွေးနေအောင်လို့နှမ်းစီလေးသုံးပေးတယ်။စားထက်မယ်။ရသားနေနေကတော့တခြားထက်မယ်။သူတို့နှမ်းစာမှွေပြီးသွားပြီဆိုလို့ရှိရင်မင်းတို့ပဲကြဆန်တဲ့ဟိုအရသာတွေစိတ်ဝင်တဲ့သူနေပြီးမယ်နော် ။ရင်တော့ကိုရီးယားစတိုင်ကြော်မှာဆိုတော့လေအသားအနေနဲ့ကိုကြတော့ဝတ်သားကိုသုံးမိထားတယ်။သူ့ပပလေးလှီးပေးတာပေါ့နော်။ဟုတ်ကဲ့ဝတ်သားလေးကိုလည်းရပါတယ်နည်းနည်းထားပါမယ်နော်။ဖားနဲ့ဝတ်သားကြော်မှာစားဖူးစီနှမ်းစီတခြားလေးနဲ့နှက်ထားပါမယ်နော်။ဝတ်သားကိုအရသာစိတ်ဝင်တဲ့ထင်နေဖို့ဆိုလို့ရှိရင်မင်းတို့ကစားရဲတကြားရဲနှမ်းစီလေးနဲ့ကိုမင်းတို့အရင်ဆုံးအရသာစိတ်ဝင်တဲ့ထင်ကိုနေပြီးနှက်ထားပေးတာပေါ့နော်။ စီပူရင်မျက်နှာကျတော့ဘယ်လိုစီတတ်ပူကျတော့မြူစီတက်ထားလဲနန်လေးမွေးလာပြီဆိုလို့ရှိရင်နန်တို့အရသာနဲ့နှက်ထားတဲ့ဝသားလေးထည့်ပြီးတော့ကြော်ပြီးမယ်ကျတော့နေအကွင်းလေးလီထားလေးထည့်ပြီးမယ်လီထားတဲ့နေအကွက်လေးထည့်ပြီးမယ်ပို့ထည့်မယ်ငုံလောင်းဒီထည့်မယ် တို့ကိုကြက်လာတဲ့ဒီလိုမျိုးတွေကြော်ပေးပါမယ်ကဲသီးရွက်လေးကြက်ပြီဆိုတော့မျိုးတွေပဲကြဆန်းလေးထည့်ပေးမယ်မျိုးက6ထုပ်စိန်ထားဆိုတော့လေနည်းနည်းလေးလက်များတာဆိုတော့ဒဲကိုနှစ်ခါခွဲပြီးတော့ကြော်ပေးမှာပေါ့နော်အာဦးရမယ် ်ဟိုတော့ခွဲကြော်ရတာပေါ့နော်ပဲကြဆန်ကြတော့ရေစိမ်ထားရဲဆိုပေမဲ့လေကြော်တဲ့ခါကြလို့ရှိရင် ရှင်နွေးလေးထည့်ပြီးကြော်ပြီးလို့ရှိရင်လေနူးနူးလေးနဲ့ပိုစားကောင်းတယ်နော်ဒါပြထားပါလားအဲမြင်နေနေစားထက်စားကောင်းနေပါပြီရှင်ပဲကြဆန်ကလည်းတုတ်တုတ်ကြော်ကြော်ပုံစံတင်းနေတဲ့ဖက်ပဲကြ ်ညချလာကြတကယ်တော့လေကြော်နေတဲ့အချိန်မှာစက်သွမ်းမိတ်ထည့်လိုက်ရမှာပေါ့နော်။မြန်မိသွားတာနဲ့မပူနေသေးတာဆိုတော့စက်သွမ်းမိတ်ကိုအပေါ်ကနေဖြူပြီးတော့ပဲကြဆန်လေးအပေါ်ကနေအုပ်လိုက်မယ်နော်။အပူလေးအုပ်လိုက်မယ်နော်ဗျာ။ပဲကြဆန်လေးဆိုလို့ရှိရင်မကြီးညာပဲ။ဒါကတော့ကိုရီးယားစာအမြန်မာမှလေးကြော်ထားတာပါ။ လူဘွဲခတ်လာမယ်ရေဘွဲရေဘွဲကင်းဒီချက်ဖို့တကကြတော့မြန်အရင်ဆုံးဆော့ဆက်မှာပေါ့နော်နှမ်းစီလေးတွေရေမြို့တိအနုမှုန့်လေးရေပြန်ခက်မြရဲ့အကြီးဒီ sauce ကကြတော့ကိုယ့်အိမ်မှာရှိတဲ့ဒီ ingredient လေးတွေကိုပဲအရသာကောင်းဆက်ပြရပါတော့။နိုင်တို့တွေရေဘဝဲအညီနယ်လေးလေးရမှကြောက်တော့လေအရင်ဆုံးချက်သွင်းပြလေးကိုနိုင်တို့စီတက်ပေးတယ်။ပြီးခုနဆက်ထားတဲ့ sauce လေးထည့်ပေးတာပေါ့နော်။ ခင်ပြီးရင်တော့ရေပိုးဝက်ထည့်ပါမယ်ဒီဘဝနဲ့ကင်တီကိုလေကြော်ကောက်စားတင်တာလားအရေးသားစားတင်တာဒီတော့ဒီတော့မလေးဒီကအတက်ကြီးနော်ဒီပေါ့ကဲကြတာလဲအကျော်ဆိုးရတယ်ဒါလေးကိုအရေးသားလုပ်လိုက်တော့မလေးရတယ်အရေးသားဆိုးတယ်ကျူစီနေကြည့်

บั้งแต่พี่อยู่เบียรมัละเรื่อยใบใส่ละขนาดขนาดมีแม่แม่ยืดเท่าไหร่แถว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 ยืดต่อสอดแม่แมัแม่มุ่้ยไหนยิดยังไงไม่ได้ ตัวนี้อ่ะสมะลูกจมสี่หงส์ไม่ใช่ตัวแม่ชายอย่างแม่ชายตัวที่ว่าพ่อจะเด็กกว่าพี่ยมสางหลังก็ไปสาง 빠져 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 들어가 매운 구제 이렇게 하나 김치는 사라 응 ဘူးလေစားတယ်ကောင်းကြလားကောင်းပါပါဘယ်ဒီမှာရေဘဝဲစားကြအောင်နော်ရေဘဝဲကင်တီကြီးကတော့ပါလေငင်းထဲတိုင်းမှာကောင်းသွား ဟုတ်ရှာရေဝမ်းစားတော့တမန်တမန်တမန်ဟုတ်ရှာရေဝမ်းစားတော့လားစားမှန်တယ်မငင်းဘူးတော့ဒီဝဲကင်တီအားကြားလေးမြိုင်တို့တွေအစာအကျော်လို့စဉ်းစားထားပေမဲ့ကလေးတွေကလည်းအေးတာလို့ကြိုက်တာဆိုတော့လေးမြိုင်အရှင်သေးလေးတောက်လေးလုပ်လိုက်တာပေါ့နော်ဒီဘူကဟာဒီချုပ်ချင်လေဘောစီဒီရယ် ရေဘွဲကင်းကြီးကကျတော့အနံလေးမွေးသွားအောင်လို့လည်းချက်တုံလေးဖြူပေးတာပေါ့နော်။ဘယ်ကြဆိုင်ကျော်ရဲ့အရသာကကျတော့သူကအချိုရတာလေးပေါ့နော်။အဲ့တော့မြန်လူကင်းကြီးလေးနဲ့တွဲစားမယ်ဆိုလို့ရှိရင်လည်းချင်းချင်းလေးနဲ့တော်တော်လေးစားကောင်းတယ်နော်။ကောင်းတယ်လေ။ကောင်းတယ်မြန်ရဘာမှမရဘာမှမဆန်းတော့ပဲကြဆောင်လေနဲမဲ့တင်လားအထုတ်ကြီးဆောက်ထုတ်ဒီပိုင်းနဲ့အမောက်ရအောင်နော်ဘယ်လိုရလို့ဆိုလို့ရှိရင်15 20အသားလေးစားဦးရအောင် မျိုးကောမိပြက်နေတဲ့ကာလာလေးမှာဒီလိုမျိုးလေးတွေစားရတာရအောင်ပါဘူးရဆုံးကဲဒီနေ့တော့ကတော့လောက်ပါပဲရှင်။ရနောက်ပတ်တင်မှာဆိုလို့ရှိရင်လည်းဘယ်လိုဟင်းလေးတွေချက်စားပြမလဲ၊ဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆက်တင်ပြကြပါအောင်နော်။ live video လေးကိုအဆုံးထိကြည့်ပေးကြရအောင်လေ။ကျေးဇူးများကြီးတရှိပါတယ်ရှင်။